Hello guys ဒီနေ့ဗီဒီယိုမှာတော့ Windows တင်ပြီးရောက်ရမယ့်အရေးကြီးတဲ့အချက်တွေ setting တွေ config တွေနဲ့ Windows တော့ဒါပို့လွှဲအောင်လို့ဘယ်လို setup လုပ်အောင်လဲဆိုတော့ sharing လုပ်ပေးပါမယ်ဖြစ်ပါတယ်။အခုမှ Windows တင်ပြီးတဲ့လူတွေရောဒါမှမဟုတ်ကိုက Windows တင်ထားကြပြီးအခုပြောပြမယ့်အချက်တွေကိုမလွတ်သေးဘူးဆိုရင်လည်းဗီဒီယိုကြည့်ပြီးတော့တစ်ခါလဲ line လုပ်လို့ရပါတယ်။ဗီဒီယိုလေးကိုကြည့်ရတာအဆင်ပြေအောင်လို့ time stamp နဲ့ခွဲပြီးတော့တင်ပေးထားပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလိုက်အောင် မင်္ဂလာပါကျွန်တော်က1.8ပါကျွန်တော်တို့ Windows တင်ပြနေတဲ့အရေးဆုံးလုပ်ရမှာက Windows update နဲ့ driver update ကိုပေးပြဖို့တင်ရမှာပါကျွန်တော်စီမှာတော့ mobile data နဲ့ဆိုရင် VPN မလိုမဲ့ offline နဲ့ဆိုရင်တော့ VPN ခံမှ upgrade တင်လို့ရတယ်တခါတလေ VPN တောင်းဖို့အတွက် VPN လိုနေတာမျိုးတွေလည်းကျွန်တော်တို့ကြိုးစားနိုင်ပါတယ် What ဒါကြောင့်မလို့ VPN ကိုဖုန်းထဲမှာတောင်းပြီးတော့ charging cable နဲ့ computer ထဲကိုကူးလိုက်တာကအလွယ်ဆုံးပဲ ျွန်တော်တို့ Windows update တင်လို့ရှိရင် update setting မှာ avail option option နဲ့ update တဲ့ကပေးတဲ့ update တွေကိုလည်းကျွန်တော်တို့တစ်ခါတည်းအကုန်တင်ပေးဖို့လိုပါတယ်ကျွန်တော်တို့ update တွေအကုန်တင်ပေးသွားပြီဆိုရင်တော့ driver ဆုံးဆုံးဆင့်ရပါမယ် driver မဆုံးလို့ရှိရင်ဒါမှမဟုတ်သက်ဆိုင်ရာ driver မတွဲနှားလို့ရှိရင်တော့အတန်မရတာ bluetooth မရတာစတာမျိုးတွေလည်းကျွန်တော်တို့ကြုံရနိုင်တယ် driver ဆုံးမဆုံးဆင့်ဖို့က Windows search မှာ device manager ဆိုပြီးတော့ရိုက်ရှာပြီးတော့ဝင်လိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဓာတ်မျိုးလေးပြနေပါလိမ့်မယ်။ဓာတ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အာမေရိတ်ဆိုင်းလေးပြနေတယ်ဆိုရင်တော့ကျွန်တော်တို့ driver မစုပ်သေးတာဖြစ်ပါတယ်။ Hoyo update မှာလည်းအကုန်တင်မိသွားပြီ driver ကလည်းမစုံသေးဘူး။ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ။ဒီပြဿနာကို driver booster ဆိုတဲ့ software လေးနဲ့ဖြေရှင်းလို့ရပါတယ်။ကျွန်တော်တို့ Chrome ဖြစ်ဖြစ် App ဖြစ်ဖြစ်ဝင်လိုက်ပါမယ်။ပြီးရင်တော့ driver booster ဆိုပြီးတော့ရိုက်ရှာပြီးတော့ကျွန်တော်တို့ download လိုက်ပါမယ်။ ျွန်တော်တို့ဒါလေးကိုဝင်လိုက်ပါမယ်ပြီးတော့ screen နဲ့နဲ့ဆွဲပြီးတော့အောက်က download ဆိုတာလေးကိုကျွန်တော်တို့လိုက်လိုက်ပါမယ် download လောက်တာပြီးတဲ့အထိခဏစောင့်ကြည့်ရပါမယ် download လောက်တာပြီးသွားရင်တော့ခုနက download လောက်ထားတဲ့ file လေးကို double click နဲ့နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြန် run ဆိုတာလေးကိုနှိပ်မယ် ပြီးရင်ကျွန်တော်တို့ install ဆိုတာလေးကိုကျွန်တော်နှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ discline ဆိုတာလေးကိုပဲကျွန်တော်တို့နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ခဏစောက်ပေးရပါမယ်ပြန် notice ဒီမှာ lambda ဆိုတာလေးကိုကျွန်တော်တို့အမှန်ကျဖြုတ်လိုက်ပြီးတော့ scan on ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ် ကျွန်တော်ဓာမျိုးပေါ်လာလို့ရှင်တော့တရားရခိုင်နှုန်းပြည့်တဲ့အထိခဏစောင့်ပေးရပါမယ်ကျွန်တော်တို့ scan လုပ်တာပြေးသွားရင်တော့ update တင်လို့ရမယ် driver လေးတွေ့ပါလိမ့်မယ်ပြီးတော့ကျွန်တော်ဒီနေရာမှာ update နောက်ဆုံးအလေးနှိပ်ပြီးတော့ driver လေးကို update တင်လို့ရပါတယ် ကျွန်တော်တို့ Windows update တွေ driver update တွေအကုန်လုံးတင်ပြီးသွားပြီဆိုရင်တော့ Windows activate ချင်းမချင်းကိုဆက်ရပါမယ်။ကျွန်တော်တို့ Windows search မှာ activation setting ဆိုပြီးတော့ရိုက်ရှာပြီးတော့ဝင်လိုက်ပါမယ်။စနစီမှာတော့ activate တို့ပြနေပါတယ်ခုနောက်ပိုင်း window အသက်တင်လို့ရှိရင် window activate ပါတခါလေးပေးထားတာကိုတွေ့ရပါတယ် တကယ်လို့ non activate ပြနေတယ်ဆိုရင်တော့ကျွန်တော်တို့ activate လုပ်ပေးရပါမယ်။ပြီးရင်တော့ကျွန်တော်တို့ bin locker ကိုဆက်ရပါမယ်။ bin locker ကကျွန်တော်တို့ off ဖြစ်နေရပါမယ်။တကယ်လို့ off ဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ပိတ်ပေးဖို့လိုပါလိမ့်မယ်။ Windows search မှာ bin locker ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်မယ်။ပြီးရင်ကျွန်တော်ဒါလေးဝေလိုက်မယ်။ ျွန်တော်စီမှာတော့ပင်တော့ကောင် off လို့ပြနေပါတယ်တကယ်လို့ပင်တော့ကာက off ဖြစ်နေလို့ဆိုရင်တော့ဒီနားလေးမှာ turn off ပင်တော့ကာဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ပင်တော့ကာပိတ်ပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခါတလေကျွန်တော်တို့ external drive ထိုးထားပြီးတော့ window ဖွင့်လိုက်လို့ရှိရင်ပင်တော့ကာ log ချတတ်ပါတယ်ပင်တော့ကာ log ချလို့ရှိရင်ကျွန်တော်တို့ password မသိတဲ့ခါမှာ window တစ်ခုလုံးပြန်တင်မှရတဲ့အထိကျွန်တော်တို့ဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပင်တော့ကာကို off ပေးဖို့လိုပါတယ် ကျွန်တော်တို့ desktop ကိုကြိလိုက်လို့ရှိရင်တခုခုပြောင်းနေတာတတိထားမိပါပါဟုတ်ပါတယ် this pc ဆိုတဲ့ icon လေးပါကျွန်တော်တို့ဒီ icon လေးကိုပြန်ထုတ်လိုက်အောင် desktop မှာပဲကျွန်တော် right click နေလိုက်မယ်ပြီးရင် personalize ပြီးတော့ကျွန်တော်တို့ theme ဆိုတာလေးနေမယ်ပြီးအောက်နာလေး scroll ဆွဲပြီးတော့ desktop icon setting ပြီးရင် computer ဆိုတာလေးကျွန်တော်တို့အမှန်ကြီးချစ်ပြီးတော့ apply နေမယ်ပြီးရင် okay နေပါမယ်ဒါဆိုတော့ this pc ဆိုတဲ့ icon လေးထွက်လာပါပြီ ျွန်တော်တို့ကြည့်ရအဆင်ပြေအောင်လို့ shop လုပ်လိုက်ပါမယ်ပြီးရင် icon ကအရန်ကြီးနေတော့ကျွန်တော်တို့ပြန်သေးလိုက်ပါမယ်နောက်တစ်ခုကကျွန်တော်တို့ file explorer ထဲကိုကျွန်တော်တို့ဝင်လိုက်လို့ရှိရင်ဒါမျိုးကြီးပြနေတယ်ကျွန်တော်လိုချင်တာကဒါမျိုးမဟုတ်ဒီလိုပုံစံဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်တို့အပေါ်အဆက်30ကိုနှိပ်မယ်ပြီးရင် option ပြီးတော့ဒီနေရာမှာ home ဆိုတဲ့နေရာမှာ this pc ဆိုတာလေကျွန်တော်ရွေးပြီးတော့ appliance ကိုနေရပါမယ်ပြီးရင် okay နေမယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်တစ်ခါပြန်ဖွင့်တဲ့ချိန်မှာခုလိုမျိုးလေးပုံနေပါနေမယ်ကျွန်တော် fine explorer မှာကြည့်ရတာအဆင်ပြေအောင်လို့ကျွန်တော်တို့ view ထဲက show ဆိုတာလေးထဲက corporate view တွေကိုကျွန်တော်တို့ on ပေးထားလိုက်ပါမယ်ကျွန်တော် window တင်ကြတဲ့ကပါလာတဲ့မလိုအပ်တဲ့ software တွေရှိလို့ရှိရင်တခါတည်း uninstall လုပ်ပါမယ် ပြီးတော့ test bar မှာဒါမျိုး wicket တွေပေါ်နေတော့မကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့တစ်ခါတည်းပိတ်လိုက်ပါမယ်။ကျွန်တော် test bar ကို right click ထောင်းမယ်။ပြီးရင် test bar setting ပြီးရင်ကျွန်တော်တို့ wicket ဆိုတာလေးပိတ်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ window သုံးရတာပုံမြန်ပြီးတော့ total less ရှိဖို့အတွက်ဒီ setting လေးတွေပိတ်ထားဖို့လိုပါတယ်။ကျွန်တော်တို့ setting ထဲကိုဝင်လိုက်မယ်။ ပြီးရင် privacy and security ပြီးရင်တော့ recommendation နဲ့ offer တဲ့ကဒီ setting တွေအကုန်လုံးကျွန်တော်တို့ပတ်ရမှာပါပြီးတော့ကျွန်တော်တို့ dinos နဲ့ feedback ကိုလည်းပေးရပါမယ်။ပြီးရင်ကျွန်တော်တို့ search တဲ့ကဒီ setting တွေအကုန်လုံးကိုကျွန်တော်တို့ပေးရပါမယ်။ ပြီးတော့ကျွန်တော်တို့ location service ကိုလည်းပိတ်ထားပါမယ်ပြီးရင်ကျွန်တော်တို့ personalization ပြီးရင်ကျွန်တော်တို့ start tag ကဒီ setting တွေအကုန်လုံးလည်းပိတ်ထားဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ date and time ကိုလည်းပြန်ချိန်ဖို့လိုပါတယ်ကျွန်တော်တို့ time နဲ့ language နေမယ်ပြီးရင် date နဲ့ time ပြီးတော့ဒီနေရာမှာကျွန်တော်တို့ရန်ကုန်ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်ကျွန်တော်အချိန်မမှန်သေးရင်တော့ဒီ set time automatically ဆိုတာလေးကျွန်တော်တို့ပိတ်ဖွင့်ပြန်လုပ်ပေးရပါမယ် ကျွန်တော်တို့ test bar ကဒီ header icon menu လေးကိုဖွင့်လိုက်လို့ရှိရင် Windows security ကခုလိုမျိုးလေးပေါ်နေတော့ကျွန်တော်ပြထားသူတွေလိုက်လို့ရပါတယ်ဒီ security icon လေးကိုနှိပ်လိုက်ပါမယ် ဒါဆိုရင်တော့ခုနကပေါ်နေတဲ့အာမေရိတ်ဆိုင်လေးတောက်သွားပြီလေဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Find Explorer ကိုဖိုက်လိုက်တဲ့အခါဒီနေရာလေးမှာ data d ဆိုပြီးတော့ partition လေးပိုင်းချင်တဲ့လူတွေအတွက်ပါကျွန်တော်တို့ Windows လူကို right click နှိပ်လိုက်ပါမယ်ပြီးရင် disk management ဆိုတာလေးကိုနှိပ်မယ် ပြီးရင်တော့ဒီနေရာမှာ C လို့ရေးထားတဲ့ partition link ကိုကျွန်တော်တို့ right click နှိပ်လိုက်ပါမယ်ပြီးရင် straight follow ပြီးရင်တော့ဒီနေရာလေးမှာကျွန်တော်တို့ partition နောက်နောက်ပိုင်းကိုဘယ်လောက် GB ထားမှလဲဆိုတော့ကို MB နဲ့တွက်ပြီးတော့ထည့်ပေးရမှာပါကျွန်တော်တို့ calculator လေးနဲ့တွက်လိုက်ရအောင်ကျွန်တော်တို့ partition နောက်ပိုင်းကို 100k ထားမယ်ဆိုပါစို့ 1k မှာ1024 MB ရှိတယ် ။တရားကြီးဆိုတော့တတိုင်းနဲ့နှောင်း400ပြီးရင်လိုတိုးပို့လျှော့အခြေအနေကိုကာဗာထည့်အောင်လို့တရားအမီထပ်ပေါင်းလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့တတိုင်းနဲ့1500ရပါတယ်။အဲ့ဒါကို ကျွန်တော်တို့ဒီနေရာလေးမှာရိုက်ထည့်လိုက်ပါမယ်။ပြန် stress ဆိုတာလေးကိုနိုင်မယ် ပြီးရင်တော့ဒါမျိုး unallocated ဆိုတာလေးပေါ်လာပါလိမ့်မယ်ကျွန်တော်တို့အဲ့ဒါကို right click နေမယ်ပြီးရင် new server volume ပြီးရင် nice nice ဒီနေရာမှာ drive letter ဒီလိုပြနေပါလိမ့်မယ်ပြီးရင် nice ပြီးရင် volume လေးပဲနေရာမှာနာမည်တစ်ခုခုပေးရပါမယ်ကျွန်တော်တို့က data တွေတိုင်းမှာဆိုတော့ data လို့ပဲနာမည်ပေးလိုက်ပါမယ်ပြီးရင် nice ပြီးရင် finish ကိုနေလိုက်ပါမယ် ဒါဆိုရင်တော့ file explorer ထဲမှာ local disk စီနဲ့ data d ဆိုပြီးတော့ partitioning နှစ်ပိုင်းရပါပြီ။ကျွန်တော်တို့ set အနေတွေမှာ window တင်ထားရလို့ window 11က window 10လောက်မတွေ့ဘူးဆိုတဲ့သူတွေအတွက်လည်းအခုကျွန်တော်ပြပြမယ်အချက်လေးတွေကို license ကြည့်လို့ရပါတယ်။ပထမတစ်ခုကတော့ effect setting တွေကိုပိတ်လိုက်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Windows Search မှာ Animation Effect ဆိုပြီးတော့ရိုက်ရှာပြီးတော့ဝင်လိုက်ပါမယ်။ပြီးရင်အပေါ်က Transparency Effect နဲ့ Animation Effect နှစ်ခုစလုံးကိုကျွန်တော်တို့ပိတ်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့နောက်တစ်ခုက Ultimate Power Plan တစ်ခုဖန်တီးတာတက်ပါတယ်။ကျွန်တော်တို့ browser ထဲဝင်ပြီးတော့ Ultimate Power Plan Command ဆိုပြီးတော့ရိုက်ရှာလိုက်မယ်။ ပြီးရင်တော့ကျွန်တော်တို့ဒါလေးကို copy ယူလိုက်မယ်ပြီးရင်တော့ကျွန်တော် Windows Search မှာ CMD လို့ရရှာပြီးတော့ Run Administrator နဲ့ဖွင့်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ခုနက copy ယူထားတဲ့ command လေးကို control v နဲ့ paste ချပြီးတော့ enter နဲ့လိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ Windows Search မှာ Power Plan လို့ရိုက်ရှာပြီးတော့ Choose Power Plan ဆိုတာလေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ဒါမျိုးတွေ့လို့ရှိရင်ကျွန်တော်တို့ Show Additional Plan ဆိုတာလေးကိုကျွန်တော်တို့ Click တစ်ချက်နေလိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ Ultimate Performance ဆိုတာလေးကျွန်တော်တို့ပုံနေပါလိမ့်မယ်။ကျွန်တော်တို့အဲ့ဒါလေးရွေးပေးလိုက်ပါမယ်။နောက်ကျွန်တော်တို့ပြန်ပြောင်းချင်တဲ့အပေါ်က Balance ဆိုတာလေးကိုကျွန်တော်တို့ပြန်ရွေးလိုက်လို့ရပါတယ်။ Head User တွေအတွက်ကတော့ ultimate performance power plan ကကျွန်တော်တို့ performance လည်းကောင်းတယ်လို့ battery လည်းစားစီမှာပဲဖြစ်ပါတယ်။ဟောပြီးတော့ကျွန်တော်တို့ window logo ထဲက power button လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ hibernate ဆိုတဲ့ button လေးကျွန်တော်တို့ပြောင်းနေတာ30တာမိပါပါ။ဒီ button လေးကိုကျွန်တော်တို့ပြန်ပေါ်လိုက်အောင်။ခုနကကျွန်တော်တို့ power plan ထဲမှာပဲ choose work closing ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ change setting ဆိုတာလေးကိုကျွန်တော်နှိပ်မယ်။ ပြီးရင်အောင်နာလေးကကျွန်တော်တို့ hibernate ဆိုတာလေးကျွန်တော်တို့အမှန်ချစ်ချစ်ပြီးတော့ save changes ဆိုတာလေးကျွန်တော်တို့နေလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ခုနက power button ထဲမှာ hibernate ဆိုတဲ့ button လေးရောက်နေတော့တွေ့ရပါမယ်။ကျွန်တော်တို့နောက်ဆုံးကြံတဲ့တစ်ခုက Windows တင်ကလေးက default app အနေနဲ့ပါလာတဲ့ Photo, Notepad စတဲ့ကျွန်တော်တို့ Windows update ကို update တည်ပြဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ Microsoft Store ထဲဝင်မယ်။ပြီးတော့ကျွန်တော်တို့ဒီအောက်နားလက်က download ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်။ပြီးရင်ဒီနေရာမှာကျွန်တော်တို့ update all ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ update လုပ်လို့ရပါတယ်။ကျွန်တော်စီမှာတော့ Microsoft Store က VPN ခံမှ download လုပ်လို့ရပါတယ်။ကျွန်တော်တို့ update တင်ရမယ့် update ကအများကြီးဘက်တလောဖြစ်သွားတဲ့ underwater submarine cable တိုင်းပဲဒီကောက်ကြောင့် မဟုတ်ဘူးဒီကောက်ကြောင့် whatever အဲ့ဒါကြောင့်ကျွန်တော်တို့ offline ကနေနေရတဲ့ဒီ chat VPN မှာခံရတော့ကျွန်တော်စီမှာတော့ update ကိုအကြိုက်ဆောက်ပြီးတော့တင်ရမှာပါကျွန်တော်တို့အရှိအအချက်တွေအကောလုတ်ပြီးွားရေဆိုရင်တော့ disclaimer ဆိုတာလေးနဲ့ session ပြဖို့လိုပါတယ် Windows search မှာ disclaimer ဆိုပြီးတော့ရိုက်ရှာလိုက်မယ် ပြီးရင်ကျွန်တော်တို့ဒါလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်။ Okay ကိုနှိပ်မယ်။အကောလုံးအမှန်ချစ်ချစ်လိုက်ပါမယ်။ပြီးရင်တော့ဒီအောင်နာလေးက Okay ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်။ပြီးရင် Delete file ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်။ကျွန်တော်တို့ခဏစောင့်ပေးရပါမယ်။ပြီးတော့ကျွန်တော်တို့ခုနက disclaimer ကိုပဲနောက်တစ်ခါထပ်ဖွင့်လိုက်ပါမယ်။ โอเคနိုင်မယ်ဒီတစ်ခေါက်တော့ကျွန်တော်တို့ grenade system file ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင် okay ခဏစောက်ပေးရပါမယ်အကောလုံးအမှန်ချစ်ချစ်မယ်โอเคနိုင်မယ်ပြီးရင် delete file ဆိုတာလေးကိုကျွန်တော်ထပ်နေလိုက်ပါမယ် ျွန်တော်တို့ခဏစလိုက်ရင်တော့ရပါပြီ။ဒါလေးကကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့မလိုအပ်တဲ့ unnecessary file တွေကိုတော့ရှင်းပေးတော့မှာပဲဖြစ်ပါတယ်။ Okay guys ဒါဆိုရင်တော့ဒီဗီဒီယိုလေးကအခုမှ Windows တင်ပြီးတဲ့လူတွေအတွက်ရော Windows တင်ပြီးတာကြာပြီ။ဒါလေးမသိသေးဘူးဆိုတဲ့လူတွေအတွက်ရောထောက်ကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်တို့ now wait wait ခဏနေအောင်။ Laptop user တွေအတွက်တစ်ခုကြံသေးတယ်။ကျွန်တော်တို့က laptop ကို battery power နဲ့သုံးတဲ့အခါမှာ အားဘလောက်ကျန်လဲ52%လေးတည်ရဖို့အတွက်ကျွန်တော်တို့ test bar ကိုဒါမျိုးခဏခဏနှိပ်ပြီးတော့ကြည့်နေရတယ်။အဲ့ဒါကိုကျွန်တော်တို့ဒီ software လေးနဲ့ဖြည့်ရှင်လို့ရတယ်။ဒီ software လေးကိုကျွန်တော်တို့ Microsoft Store အနေနဲ့လွယ်တကူ download လုပ်လို့ရပါတယ်။ ကျွန်တော်တို့ download လုပ်ပြီးတော့ open source တွေနိုင်လဲလို့ရှင် test bar က hidden and common module လေးမှာဒါမျိုး battery percent တွေလေးပေါ်နေလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ test bar ထဲဆွဲထည့်လိုက်လို့ရှင်တော့ battery percent တွေကို red ကိုကြည့်လို့ရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ video ကဒီလောက်ပါပဲ video လေးကိုသဘောကျနိုင်မယ်လို့ညွှန်လိုက်ပါတယ်ကျွန်တော်တို့နောက် video မှာတည်ဆုံကြတော့ See you guys